အခုခေတ်စားနေတဲ့ keto diet ဆိုတာဘာလဲဝိတ်ချခြင်းလို့ပဲဖြစ်ဖြစ် online ပေါ်မှာ keto ဆိုတာနဲ့ကိုကရော keto လိုက်စားတော့မှလား keto diet ကဘယ်သူတွေအတွက်ကိုရည်ရထားရလဲအစားရှိတဲ့အကြောင်းအရာတွေကိုတော့ဒီနေ့မှဝေမျှဆွေးနွေးကြမှာဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျွန်တော်ရောအစားတောင်းတဲ့ဟာဆိုင်အထူပြုဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ကျွန်တော်တို့ keto diet ဆိုတာပါလေသူ့ရဲ့နာမည်အရှေ့ရောက်ကျွန်တော်တို့ဒီ keto genic diet လို့ခေါ်တယ်ပေါ့နော်အဲ့တော့ keto genic diet အကြောင်းမပြောခင်မှာဒီကျွန်တော်တို့ခန္ဓာကိုယ်ကဒီစွမ်းအင်ကိုဘယ်ကနေယူနေလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ကပုံမှန်ဆိုလို့ရှိရင်တော့ဟလာဒီနေ့စဉ်ကျွန်တော်တို့လှုပ်ရှားသွားလာဖို့အတွက်စွမ်းအင်တွေကိုဒီ carbohydrate လို့ခေါ်တယ်ဒီထမင်းတို့ခေါက်ဆွဲတို့ပါမုတ်တို့အဲ့ဒီလိုမျိုးအရာတွေကကျွန်တော်တို့အဓိကထားပြီးတော့မှယူရဲပေါ့နော်အဲ့ဒါပေမဲ့ carbohydrate တွေနည်းလာပြီး ဆိုလို့ရှိရင်တော့ဒီ fat လို့ခေါ်တဲ့အဆီကနေစွမ်းအင်ကိုရယူတာဖြစ်ပါတယ်။အဲ့ကနေမှတစ်ဆင့်ကျွန်တော်တို့အဆီလည်းနည်းလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီကြွက်သားတွေကနေပြီးတော့မှစွမ်းအင်ကိုယူတာဖြစ်ပါတယ်။နော်ဘာလို့လဲဆိုတော့ဟလာဒီပုံမှန်အသက်ရှင်ဖို့အတွက်စွမ်းအင်ကလိုတာဖြစ်တဲ့အတွက်အရင်ဦးဆုံးဒီကာဘိုဟိုက်ဒရိတ်ကနေယူတယ်။ကာဘိုဟိုက်ဒရိတ်နည်းသွားပြီဆိုလို့ရှိရင်တော့အဆီကနေယူတယ်။အဆီလည်းနည်းသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့ကြွက်သားတွေကနေရယူတာဖြစ်ပါတယ်။ ီတိုဒိုက်အမှာကျတော့ကျွန်တော်ဒီကာဗိုဟိုက်ဒရိတ်ကိုနည်းနည်းပဲစားလိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်သူကအစီကိုပိုစားပြီးတော့မှဒီခန္ဓာကိုယ်အစီကနေ စွန့်အင်ရပြီးရော ဖန်တီးပေးလိုက်တဲ့သဘောဖြစ်ပါတယ် အဲ့တော့ခန္ဓာကိုယ်ကလည်းစွမ်းအင်ရဖို့ဆိုလို့ရှိရင်အစီတွေကိုလိုက်ပြီးတော့ခြေဖြစ်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့် keto စားရဆိုလို့ရှိရင်ဒီ weight ကျရတယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောကြတာဖြစ်ပါတယ် keto diet မှာဦးစားပေးတာကြောင့်ကျွန်တော်တို့ဒီ healthy fat လို့ခေါ်ရဲတန်လွင်စီတို့ထောပတ်သီးတို့နောက်ပြီးတော့မှကျွန်တော်တို့ဒီအဆေးဆံငါးရတဲ့အစီတွေကိုသူကဦးစားပေးတယ်ပေါ့နော်နောက်ပြီးတော့မှဒီ protein လို့ခေါ်ရဲအသားဓာတ်နောက်ဆုံးမှမှကျွန်တော်တို့ဒီ carbohydrate ပေါ့နော် carbohydrate မှာဆိုလို့ရှိရင်တော့မှဒီတကယ်ထမင်းတို့ခေါက်ဆဲတို့မဟုတ်ပဲနဲ့ဒီအရွက်တို့ဘာတို့ဒီလောက်ပဲကိုကျွန်တော်တို့စားပြီးတော့မှသွားတဲ့ပုံစံကိုကျွန်တော်တို့က keto diet ဆိုပြီးတော့ကျွန်တော် သတ်မှတ်တာဖြစ်ပါတယ်ကီတိုဒိုင်အမှာမှာအမျိုးအစားတွေထပ်ခွဲသေးတယ်ပေါ့နော်ဒါကျွန်တော်ရှုပ်သွားမှာဆိုလို့အလွယ်နည်းပဲပြောပြပေးထားတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကီတိုဒိုင်ကိုဘယ်သူတွေအတွက်ရွေထားရလဲပေါ့နော်အဲ့ကျွန်တော်နံပါတ်1ကအတက်ယောဂါရှိတဲ့ကလေးတွေအတွက်ကိုကျွန်တော်ရွေထားတာပေါ့နော်နောက်တစ်ခုကကြောက်ကျွန်တော်တို့ဒီစီးကြိုရှိတဲ့သူတွေနောက်ပြီးမှတချို့တော့ဒီအုံနောက်နိုင်အောင်ကျော်ဆိုင်တဲ့ပြဿနာတွေနဲ့ကျွန်တော်နောက်ဆုံးမှာဒီဝိတ်ချရတဲ့သူတွေအတွက်ဆိုပြီးကျွန်တော်တို့ရွေထားတာဖြစ်ပါတယ်ကီတိုဒိုင်ကိုစားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီရေရှည်အတွက်မကောင်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကဟာအစီကိုဦးစားပေးပြီးတော့မှသွားတဲ့ဒါရိုက်ဖြစ်တာဖြစ်တဲ့အတွက် ဒီနောက်ပိုင်းမှာကျွန်တော်တို့ခန္ဓာကိုယ်မှာဒီ cholesterol တွေလိုက်မြင့်တက်လာမျိုးတွေတွေ့ကြရနိုင်ပါတယ်။အဲ့ဒီကြောင့်ကိုကလာဒီ weight ချဖို့အတွက်ပဲဖြစ်ဖြစ် keto diet ကိုလုပ်မယ်ဆိုရင်တော့မှအဟာဆရာဝန်တယောက်နဲ့တိုင်ပင်ပြီးတော့မှပဲလုပ်ဖို့တော့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ဒါတော့ဒီဟိဝင်မြောက်သွားတဲ့အကြောင်းအလေးကမိနဲ့မိချစ်ခင်အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှအမျှရပေးဖို့အတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်။မမေ့ပါနဲ့။သင်ကိုယ်တိုင်ကသင်အတွက်အကောင်းဆုံးဆရာဝန်ပါ။တယောက်ချင်းစီတိုင်းစေရောကိုပါချမ်းမှချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ။